စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်လက်အောက်ခံနေသားဆောင်တပ်တွေဟာရာဇဝတ်လုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်ရဲ့အကာအကွယ်နဲ့ပြန်လည်လုပ်ကင်ခဲ့တဲ့အတွက်လက်ရှိအကျက်တဲတွေရဲ့အဓိကတရားခံဟာအကြမ်းဖက်စစ်တပ်သာဖြစ်ကြောင်းပြောကြားလိုပါတယ်။နိုင်ငံတကာကစိုက်ဘာလိမ်လည်မှုတွေကိုနှိမ်နှင်းမှုကြိုးစားလာတာကြောင့်အကြမ်းဖက်စစ်တပ်ဟာ KK ပတ်လိုငွေကြေးလိမ်လည်မှုစင်တာကိုအယောင်ပြဖြိုခွင်းတပ်တွေကဖျောက်ဖျက်ပြပြီး ကရင်ပြည်နယ်ရဲ့အခြားသောနေရာနှစ်နေရာကိုပြောင်းရွှေ့ပြီးငွေကြေးလိမ်လည်မှုစင်တာတွေကို ပြန်လည်လည်ပတ်နိုင်ဖို့စီစဉ်နေတာကိုကျွန်တော်တို့မျိုးသားညညရေးအစိုးရအနေနဲ့အထူးသတိထားစောင့်ကြည့်လျက်ရှိပါတယ်။ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပမှာရှိကြတဲ့လိမ်လည်ကိုင်းကောင်းဆောင်တွေကိုဖန်စီတရားဆွဲဆိုဖို့လှုံ့ဆော်တာအမေရိကန်နိုင်ငံက United States Scam Center Strike Force ဖွဲ့စည်းပြီးတော့ Cyber လိမ်လည်မှုလုပ်ငန်းတွေကိုတိုက်နှင်းဖို့ဆောင်ရွက်တာ ရာဇဝိအဖွဲ့အစည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာပိုင်ဆိုင်မှုတွေကိုတင်းစီမှုတို့ဗန္ဒာရေးဌာနကကြေညာခဲ့တာစတဲ့လုံဆောင်မှုတွေပါဝင်အိန္ဒိယနိုင်ငံတွေဒေတာရင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးရဲ့ကြိုးပမ်းလုံဆောင်မှုတွေကိုကျေးဇူးတင်အတိအမှတ်ပြုပါတယ်ဒီလုံဆောင်မှုတွေအပေါ်လူသားညွတ်ရေးဆိုရနေသက်ဖက်ကျော်မှုကင်းတိုက်ဖြတ်ရေးလုပ်ငန်းအဖွဲ့အနေနဲ့တိုင်းသားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးချိတ်ဆက်ညီနိုင်ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်းနဲ့နိုင်ငံတကာရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအထောက်အကူပေးသွားမှာဖြစ်ကြောင်း အထူးအလေးပေးပြောကြားလိုပါတယ်။စိုက်ဘာလိမ်လည်မှုလုပ်ငန်းပြဿနာတွေကိုကင်တွေဖြေရှင်းဖို့အတွက်ကျွန်တော်တို့အစိုးရလက်အောက်မှာရှိတဲ့ရဲတပ်ဖွဲ့နဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလက်အောက်မှာရှိကြတဲ့ရဲတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်နှစ်တင်ပေးနိုင်မှုအတွက်နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဖိတ်ခေါ်လိုပါတယ်။မြန်မာနိုင်ငံမှာအလုတ်ကင်ခွင်လန်းရှားပါလာမှုတွေကိုခွင့်ကောင်းယူပြီးစိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကငွေကြေးခွင်လန်းများစွာနဲ့အလုတ်ကင်အတုတွေခေါ်ယူနေမှုပေါ်သတိပြုကြဖို့ ကျွန်တော်တို့ပြည်သူတွေအထူးသဖြင့်လူငယ်လူလက်ပိုင်းတွေကိုလည်းအထူးသတိပေးလိုပါတယ်။